တခိုးပြေးမှာထိုးကွင်းထမနေတဲ့ညီလေးရာမန်ဆိုပြီးရာမန်ကိုသတိပေးလိုက်တဲ့ဒေဝမကြခင်မှာဒေဝနဲ့ရာမန်ရာမန်နဲ့ဒေဝတို့ရဲ့ပွဲကကျန်းတန်းကြရမယ်ပုံပါပဲအခုဆိုရင်ဂျိုးဝိုင်းထမမဟုတ်ပဲဒေဝနဲ့ရာမန်တို့နှစ်ယောက်ကြားမှာစကားလုံးတိုက်ပွဲတွေကတော်တော်လေးကိုပွဲဆုံနေကြတာကိုမြင်တွေ့နေကြရတာဖြစ်ပါတယ်ပွဲကတော့တော်တော်လေးကြီးကောင်းမဲ့ပွဲဖြစ်မြင်တွေ့သွားရဖို့ရှိနေခဲ့ပြီတကယ်တကယ်ထိုးကြတဲ့အခါဘသူအနိုင်ရသွားမလဲဆိုတာကလည်းပရိသတ်တွေအကြောင်းမှာစိတ်ဝင်စားဖို့ကောင်းနေကြတာပါပွဲကတော့အမြန်ဆုံးဖြစ်အောင်စီစဉ်နေတယ်လို့လည်းသိရပြီးကမ္ဘောဒီးယားဘက်မှာပွဲဖြစ်နိုင်တဲ့အခြေအနေမှာရှိနေကြတာပါ တကယ်တော့ဒေဝါနဲ့ရာမန်တို့နှစ်ယောက်ဟာဆိုရှယ်မီဒီယာထက်မှညှိနေကြတာအချိန်အတော်ကြာခဲ့ပါပြီအဓိကပွဲဖြစ်စေခဲ့တဲ့အကြောင်းရင်းကလွန်ခဲ့တဲ့2023ခုနှစ်အတွင်းကအင်တာဗျူးတစ်ခုမှာရာမန်ကဒေဝါရင်သူကငယ်ပါသေးတယ်ရာမန်ကိုတချီတန်းနဲ့အမောင်းသိမ့်လိုက်လို့ရတယ်ဆိုတဲ့စကားနဲ့ပတ်သက်ပြီးသူ့မာနကိုထိပါးစော်ကားတယ်လို့ဖြစ်ခဲ့တဲ့အတွက်ဒေဝါကိုကြိုက်တဲ့နေရာကြိုက်တဲ့အချိန်ပြောဆိုတဲ့ပုံစံမျိုးနဲ့စင်ခေါ်စကားပြန်လည်ပြောကြားသွားခဲ့တာနဲ့အဆပြုသွားခဲ့တာဖြစ်ပါရင်အဲ့လိုရာမန်ရဲ့ပြောစကားနဲ့ပတ်သက်ပြီးဒေဝါကလည်းအခုလိုပြန်လည်ရေးသားသွားခဲ့ပါရင် တခေါပြင်းမှာထိုးခွင်းထားညီလေးတော်မန်အသက်ရဲ့ကြီးတဲ့သူကိုဘလို့ရိုသေစွာစကားပြောရလဲဆိုတာမင်းကိုတင်ပေးမယ်ဆိုပြီးရေးသားသတိပေးသွားခဲ့ပါတယ်။နောက်ပြီးသူ့ရဲ့လေးချင်းမှုပြုလုပ်နေတဲ့ဗီဒီယိုဖိုင်တစ်ခုမှလည်းဒီဝါကအခုလိုရေးသားထားခဲ့ပါသေးတယ်။ထိုးထုံးမင်းကငါ့ကိုအနိုင်မရခဲ့ဘူး၊ရွှေရမန်လည်းအထူးတူပဲဆိုတဲ့စာသားကိုထပ်ပြီးရေးသွားခဲ့တာပါ။ဒီဝါရဲ့စာသားဟာထိုးထုံးမင်းတော်မှသူ့ကိုအနိုင်မရတာမင်းလည်းအနိုင်မရနိုင်ဘူးဆိုတဲ့သဘောမျိုးရေးသားသွားခဲ့ပုံရပါတယ်။အဆိုပါစာသားကြောင့်ထိုးထုံးမင်းတယောက်လည်းအတိတ်ကိုပြန်ပြီးဒုစွခံလိုက်ရတယ်လို့ဖြစ်သွားခဲ့မယ်ထင်ပါတယ်။ဒီဝါရဲ့သတိပေးစကားနဲ့ပတ်သက်ပြီးလည်းရာမန်ကအခုလိုထပ်ပြီးရေးသားသွားခဲ့ပါသေးတယ်။ စကားပေါ်တွေပြောချင်မှုတတိရှိရင်မြန်မာနိုင်ငံနဲ့အင်လာခဲ့မွေနိုင်မှုဆိုရင်လည်းကြိုက်တဲ့နေရာပြောအွန်လိုင်းမှာပဲစပွန်ဆာကြိုက်အောင်လေးကျင်းမနေနဲ့နာမည်ကရာမန်ရွှေရာမန်မဟုတ်ဘူးစလုံးပေါင်းမှအောင်အရင်လေးလာလိုက်အောင်ဆိုပြီးရာမန်ဘက်ကရေးသားသွားခဲ့တာလို့သိရပါတယ်ဂျိုဝိုင်းအင်တင်မှာမရှင်းပြရရသေးပေမဲ့တိုက်ပွဲကတော့အတော်လေးကိုပြင်းထန်နေခဲ့တာကိုမြင်တွေ့နေခဲ့ရတာဖြစ်ပြီးတကယ်တကယ်ပွဲဖြစ်လာရင်တော့ပွဲကတော်တော်လေးကြည့်ကောင်းပြီလို့ဆိုရမှာပါဒီဝါဟာလဝိလောကကနေအနားယူထားသူတယောက်ဖြစ်ပေမဲ့အခုချိန်မှာတော့စိန်ခေါ်သူတွေများပြားလာတာအတွက်မချခင်ကျူဝိုင်းတဲပြန်လဲဝင်ရောက်သွားတော့မှာဖြစ်ပါရင် အစောပိုင်းတွင်ဟာဒေဝပရိသတ်တွေအတွက်သတင်းကောင်းတစ်ခုလို့ဆွေးရမှာဖြစ်ပြီးမြန်မာပြည်ချန်ပီယံဖိုင်တာကြီးဟာသူ့ရဲ့လေ့ကျင့်မှုတွေကိုပြန်လည်ပြုလုပ်နေခဲ့ပြီလည်းဖြစ်ပါတယ်။လေ့ကျင့်မှုတွေတည်တည်ချာချာလေးပြုလုပ်နေခဲ့တဲ့အားကြောင့်ဒေဝရဲ့ပွဲဟာမကြခင်ချိန်အတွင်းမြင်းတွေသွားရမှုရှိနေခဲ့ပြီးသူ့ရဲ့ပြန်ဘက်ကလည်းသူ့ကိုစင်ခေါ်ထားတဲ့ရာမန်ဖြစ်ဖို့များနေခဲ့တာပါ။ရာမန်စင်ခေါ်စကားကိုကြားပြီးခဲ့ကဒေဝဟာဂျိုးဝိုင်းအတွင်းကိုပြန်လည်ဝင်ရောက်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်သလိုဖိုင်တာဘွားကလည်းအနားယူပြီးကြီးညာထားခဲ့ပြီးဖြစ်တာတော့မှစင်ခေါ်သူရှိလာတဲ့အချိန်မှာဘာအကြောင်းပြချက်မှမပေးဘဲစင်ခေါ်မှုကိုလက်ခံသွားခဲ့တာပါ။ အဲ့နောက်ပိုင်းပွဲဖြစ်ပေါ်အရေးသူကိုယ်တိုင်ပွဲဖြစ်မြောင်ရေးကိုအာသွန်ခွန်ဆိုင်ကြိုးပမ်းနေကြတာဖြစ်ပါတယ်။လွန်ခဲ့တဲ့ရက်ပိုင်းကလည်းဒီဝါဟာ BKFC Thailand ဥက္ကဋ္ဌနေချမ်မန်နဲ့ကမ္ဘောဒီးယားနိုင်ငံဖနန်ပင်မြို့မှာတွေ့ဆုံခဲ့ပြီးပါတနာစာချုပ်လက်မှတ်ရေးထိုးခဲ့သေးတာပါ။ဒါကြောင့်ဒီဝါရဲ့ကြောပြန်လက်ဝဲခီးဟာပုံမအသက်ဝင်လာခဲ့ပြီးမကြာခင်မှာရုံလုံးပေါ်လာတော့မှာဖြစ်ပါတယ်။အဲ့လိုအပြစ်တော်ဆောင်တဲ့လုံဆောင်ချက်တွေအပြင်ရာမန်ကဒီနေ့ထဲမှာထိုးမယ်လို့အတိအကျထုတ်ပြောလာခဲ့သလိုသူ့ရဲ့ပထမအဦးဆုံးပြင်မှတ်ကိုအရင်စင်းရှင်းလို့ကြောင်းရေးသားလာခဲ့တာပါ။ ရမန်ကလည်းပြီးခဲ့တဲ့2024ခုနှစ်ပရွန်ဆန်နန်ကိုရှုံးနေခဲ့တဲ့ပွဲစဉ်ပြီးမှလက်ရည်ပြန်တက်လာခဲ့သလိုရလက်တီပါကောင်းမွန်လာတာကြောင့်ဒီဝါနဲ့သာပွဲဖြစ်မယ်ဆိုရင်အင်ပရန်ကြီးလိုကောင်းမွန်ပွဲစဉ်ဖြစ်လာမှာသိချာပါပဲ။ပရိသတ်တယောက်ကသူ့ရဲ့လူမှုကွန်ရက်ဆာမျက်နှာအောက်မှာပွဲကဘယ်တော့ကြည့်ရမလဲဘရိုးဆိုပြီးမေးမြန်းခဲ့ချိန်မှာဒီနေ့ထဲကြည့်ရပါမယ်ဆိုပြီးပြန်လည်ဖြေချသွားခဲ့တာဖြစ်ပါတယ်။